ဘူကောင်အားစာလုံးညမြင့်ကျောင်းမအနိုင်ချင်းခံနေကြကြောင်းသားလေးတယောက်ဖြစ်ပါတယ်။စင်ရင်လုံးလုံးဆရာတွေကဘာမတူတန်တယ်လို့ဆက်ဆံကြပြီးဖြစ်ဖြစ်ဆိုတဲ့ဆရာမလေးတယောက်ပဲတပည့်ရင်းလို့ဆက်ဆံကြပါတယ်။ကန်လုံးကလေးဘူကောင်ဆိုချောင်းပဲချောင်းပဲလေးလေးရှိပြီးသူနဲ့ဘွားတို့ချွတ်ပြုံးဆိုတဲ့ကောင်မလေးတယောက်လည်းရှိပါတယ်။ဘွားတူရီတွေမကချွတ်ပြုံးကလေးဘူကောင်လေးကိုချိတ်သဘောကျနေတာဖြစ်ပါတယ်။ဘူကောင်အမေဖြစ်သူမရှိတော့ပဲဖေးဖြစ်သူပြန်သမားကြီးနဲ့ပဲကြီးပြင်းလာခဲ့ရတယ်။ဘေးဖြစ်သူကုတန်ကျောင်းအားစင်ရင်ပင်မဲတာပြည့်သူကိုပညာတတိပိစေရင်တော့ကျောင်းကမှပဲထားပေးတယ်။ကုတန်ကျောင်းတို့သားပါရှီရာလေးနဲ့ပြောင်းအောင်တည်တတ်ကြပြီးဘူကောင်ရဲ့ပညာရေးကူတာအမြဲတမ်းဦးစားပေးလေးရှိတယ်။တီဗီဆိုလဲလမ်းမမအလကားပြတဲ့တီဗီပဲကြည့်ရပြီးရုပ်ဆုံ င်လဲဝယ်မပေးနိုင်ပါဘူးဒါတော့ပိုကောင်ကယူလိုဂျင်နဲ့စပီးပူဇာလို့တန်ချောင်းနဲ့နန္နာလေးကျွေးလိုက်တာစိတ်ကောက်ပြီးထွက်ပြေးသွားတယ်ဒါပေမဲ့လမ်းမဆရာမဖြစ်ဖြစ်နဲ့တွေ့ပြီးကူကြောပြေးလိုက်လို့စိတ်ကောက်ပြန်ပြေးသွားပါတယ်ကိုလန်ချောင်းကသူ့သားလေးတစ်ခုခုလိုချင်ပြီးဆိုရင်အမိုက်ပုံမှာတော်တော်ကောက်လေးရှိတယ်ကိုလည်းအယုတ်လေးရှိလို့ချင်းညာတော်ရှာနေတော့ထူးဆန်းတော်နဲ့အမိုက်ပုံမှာချူသားရင်ပြန်လို့အရာလေးတစ်ခုခုတွေ့လိုက်ရတယ်မဲကိုတန်ချောင်းကတော့အမိုက်ပုံကတီဗီအဆုပ်ကြီးကိုပဲငန်းနေလို့ဘာကြီးမှန်းသတိမထားမိလိုက်ပါဘူးဒီလိုနဲ့အမိုက်ပုံမှာပေါ်လုံးလို့အလုံးတလုံးတွေ့လိုက်လို့ဖူကောင်းဆော့ဖို့ဆိုပြီးယူလာခဲ့လိုက်ပြီဒါကိုဖူကောင်းကလည်းသူပထမဆုံးရတဲ့အယုတ်ဖြစ်လို့ပေါ်လုံးလေးချောင်းယူသွားပြီးအတန်းနဲ့ကပေါ်လာတဲ့အကုန်လုံးကိုလိုက်ကြွားတော့တယ်ဒါပေမဲ့ထုံးစံနိုင်မဲ့ဖူကောင်းကိုဒီနေ့လေအလိုင်းချင်းညာကောင်းလေး ကကြီးမားလို့ဆိုပြီးအနိုင်ထလာခြင်းလာကြပြန်တယ်။ဒါဟုတ်ဖေးဖြစ်သူကလည်းအိမ်ရောက်တော့ကျောင်းမှာရံဖြစ်လာရမလားဆိုပြီးထပ်ကောပြန်တယ်။အကျမပဲအမိုက်ပုံငန်းကောင်းလာတဲ့ဘောလုံးလေးကအချွန်တက်တွေထွက်လာတာကိုဖိုးကောင်းယုတ်တရတည်းမြင်လိုက်ရတယ်။တကယ်တော့ဒီဘောလုံးဟာဘောလုံးမဟုတ်ပဲဂျူတကူကနဲ့အလဲလာတဲ့ဂျူသားလေးတစ်ကောင်ဖြစ်ပါတယ်။ဒါဟုတ်ဖိုးကောင်းကလည်းတကယ်ထင်မိအောင်ငုံနေလို့ကိုယ်တိုင်ကြောင့်လည်းဗီဒီယိုတွေထပ်ပေးထားလိုက်ပါပြီ။အကျမပဲဖိုးကောင်းဟာယုတ်တရထူးဆန်းစွာနဲ့အကာသာလေးရောက်ရှိသွားပြီးဘောလုံးလေးကနေချစ်စရာဂျူသားလေးတစ်ကောင်ထွက်လာတာကိုတွေ့လိုက်ရတယ်။ဂျူသားလေးရဲ့ကမွန်မှန်နဲ့တကယ်အစင်အောင်လေးတစ်ခုကိုမြင်ရပြီးတကယ်လေးအကုံသွားရင်ဂျူသားလေးလည်းပြောက်ကွယ်သွားမှာဖြစ်ပါတယ်။လုံးနဲ့အကာသာလေးကနေဗီဒီယိုတွေပြန်လာပြီးဖိုးကောင်းနဲ့ဘောလုံးကောင်လေးကိုဖေးမသိအောင်ဖ ါထားပေးလိုက်တော့တယ်။ဘယ်ပြည်သူလှုပ်သားမှဘလုံးကောင်လေးထုတ်ပြီးလူလိုနားလဲအောင်စတင်ပြီးတော့တယ်။ဂျူသားလေးကအလွန်လဲအစွမ်းထက်ပြီးပန်းသီးပုတ်ကူရံပြန်ကောင်းသွားအောင်ပြည့်ပြည့်နိုင်ခန့်ရှိပါတယ်။လူနဲ့မနဲ့ကြောင်းသွားတော့လေလမ်းမသူ့ဟောင်းလေးချောက်ခွေးချိုးကြီးကိုဘလုံးကောင်လေးကစော်ပလော့စတီးပြ။ကျန်အောင်တော့လဲဆောင်မွေးဖျားမှမလို့ဂျူသားလေးကိုတခုခုချပန်ခိုင်းကြည့်တယ်။ဒီလိုနဲ့ဂျူသားလေးဖန်သီးပြလိုက်တဲ့မြန်မာနဲ့စာကိုချလိုက်တာဘူကောင်အဆင့်တစ်ပါးရရှိသွားပါတယ်။ပြီးတော့အာကစားလပုတ်ဖနဲတရန်ကိုပါတီထွင်ငိုင်းလိုက်ပြီးဆရာလေးကိုပညာထပ်ပြပြန်။ဒါပေမဲ့ဒီကခုံပြလိုက်ပြီးဘလုံးကိုလဲဒူလေးလိုကန်ပြ။ဘူကောင်လဲအိမ်ကမှအိမ်မမန်ဒီမန်တီရှိလဲရပြီးအခုထိကြောင်မတော်ရသေးဘူးဆိုတာသိလဲရပါပြီ။ဒါပေမဲ့ဂျူသားလေးကတော့တကယ် ယ်ရှိနေတာမို့လို့ပုံကောင်းလေးပြောသားပြီးចောင်းသားမို့ပြင်ဆင်လိုက်တော့တယ်။လမ်းမခွေးဆိုးရင်းနဲ့တွေ့တော့အိမ်မက်ထဲကလို့ဆော့ပြမေထင်ပြီးပြေးထွက်လိုက်တာဂျူသားလေးပဲအဆွဲခံလာရတယ်။သမုပဲပြေတော့လဲတခုခုဖန်တီပြေးဝင်ဆိုတာကိုဂျူသားလေးကလက်ထဲကြီးပါချသွားပြန်ပြီ။ဒါ ਉਹ ပုံကောင်းကလည်းជីပုံလေးကအဆန်းထက်မဲ့ထင်ပြီးသမုပဲကလည်းဂျူသားလေးတာအခုတော့ခွေးချပါချသွားခဲ့ပါပြီ။အကစားလို့တော့လဲဖနာမပြေးတဲ့ပြင်ဂျူသားလေးကတကူလုံးကိုကော့ပါပန်းလိုက်လို့ជីပေးပုံကောင်းဖြစ်သွားခဲ့ပါပြီ။ပုံကောင်းကလည်းသူជីပေးပုံကောင်းဆိုပြီးနမဲတင်သွားတာဂျူသားလေးကြောင့်ဆိုပြီးအမိုက်ပုံမှာသွားပြစ်လိုက်တော့တယ်။ဒါပေမဲ့ပြီးကြမှာထားခဲ့ရမှာတနာသွားလို့ပြန်လိုက်ရှာကြည့်ပေးမယ်မတွေ့တော့ပါဘူး။ပုံကောင်းလည်းအိမ်ကြမှာသူဂျူသားလေးတောက်သွားလို့ဆိုပြီးအင်ကိုငိုရိုပြီးပြန်အောင်လာတယ်။ ယ်ပီဇာမားဂျူသားလေးကသူတိုက်ရင်အိမ်ပြန်ရောက်နေပြီဖြစ်သူကလည်းတွေ့မြင်သွားပါပဲ ။ဒါကြတော့ဘိုးကောင်ကအရန်ပူရဲဆိုပြီးညီညီလိုဂျူသားလေးကသူ့အစွမ်းနေတဲ့ပန်ကောင်ကိုစပြင်ပေးလိုက်တော့တယ်။ဒါပေမဲ့ဒီလိုပြင်လိုက်လို့ဂျူသားလေးကလည်းအာရုံသာပြီးခေါင်းပေါ်ကတကယ်လေးကလည်းနှီးကြသွားတယ်။နောက်ကျရင်တော့ဘိုးကောင်နဲ့ဂျူသားလေးကိုစိတ်ပူပြီးထုံမင်းနေတော့မှပဲကျောင်းကနိုင်လူဆိုတဲ့ကောင်လေးမြင်သွားတယ်။ဒီလိုနဲ့ဘိုးကောင်နဲ့နိုင်လူရန်နေဖြစ်နေကြရင်နိုင်လူဘက်ကနေပလာကြီးကရောက်ရှိလာပြီးဘိုးကောင်ကိုဝန်ဆောင်ဖို့လုပ်တယ်။ဒါပေမဲ့ပလာကြီးနဲ့လူကောင်ချင်းတူတဲ့ချုပ်ပြုံးဝင်ဖြစ်နေလို့ဘိုးကောင်လည်းထုံမခံနိုင်ရပါဘူး။ဒါပေမဲ့ကိုတန်ကျောင်းကလည်းဘိုးကောင်မှတရားရတယ်ဆိုပြီးသူ့လောကလူတွေအကုန်လျှောက်ကြွားတယ်။တတိယလည်းမယုံလို့ဆိုပြီးအမှန်ဆင်းကြီးလိုက်မှဘိုးကောင်ကတော်ကြပေးရတာကိုအရှိကတစ်ဆယ်ခိုးတဲ့ထားမှအလိမ်ပေါ်သွားတယ်။ရောက်တော့ဖေးဖေးပြည်သ ူလဲပိုကောင်းအောင်လိန်လို့ရှင်ပြီးဂျူသားလေးနဲ့ဆောင်းခင်းပိတ်ပန်လိုက်ပါပိုကောင်းအောင်လဲဂျူသားလေးနဲ့ပြန်ဆော့ဖို့ရေကုန်ထွန်းအောင်ပြပြမယ်ဆိုပြီးချင်းချင်းကြီးစာရေးထကြိုးစားတော့တယ် လူနဲ့ဆာမဖြူဖြူကလည်းတခြားချက်မှတ်ပေးရပြင်ကုတန်ချောင်းရဲ့ဗော်စီကလည်းကလေးတောက်ဆပ်ပြီးမူဘိုးရီပြေးပြန်တယ်။ဒီလိုနဲ့ဖိုကောင်းလဲဆာရဲ့ကြိုးစားပြီးဆမ်မူဘွဲကိုကလုံးထောင်းဖြေဆူနိုင်ခဲ့ပါပြီ။ဒါပေမဲ့တဖက်မှာကုတန်ချောင်းကတော့အလုပ်တွေကြိုးစားနေတိုက်ပေါ်ခံနေကြောက်ချလို့ဆေးရုံတင်လိုက်ရတယ်။ဖိုကောင်းလည်းတည်တည်ချင်းဆေးရုံကိုလည်းသွားပေးမဲ့ဖြေပြသူကတော့စိတ်မကောင်းစွာနဲ့ပြေးသေးဆုံးသွားခဲ့ရပါပြီ။ဆာမဖြူဖြူလည်းဖိုကောင်းလေးကိုအိမ်ပြန်ခွာလာခဲ့ပြီးနှစ်သိမ့်ပေးပေးမဲ့ဖိုကောင်းရဲ့ကဘာကြီးကတော့ပြေးလဲသွားခဲ့ပါပြီ။အချိန်မှာပဲသခင်ပြသူကလည်းပူဆွေးနေရတယ်ဆိုတာကိုသိတဲ့ကြိုးစားလေးကသူ့မှာရှိသမျှအားရင်းနဲ့ကုန်သုံးပြီးကုတန်ချောင်းကိုသူရကပြန်ခေါ်ပေးလိုက်တော့ဒီလိုနဲ့ကုတန်ချောင်းလည်းမတည်ကောင်းမပြောက်ကောင်းအသက်ပြင်လာခဲ့ရပြီဖြစ်ပါတယ်။ဒါပေမဲ့ကြိုးစားလေးက ကတော့တကယ်အားကိုးသွားပြီးမလို့မကြခင်မှာပဲအတက်မဲတဲ့ယူရေဒီယိုဖြစ်သွားခဲ့ရပါပြီ။ကုသဏ္ဍာန်ချောင်းလေးဂျူသားလေးထဲဖို့တကယ်ရှာကြည့်ပေမဲ့ကဘာဂျူမှာရှိမနေတဲ့တကယ်မျိုးစားတစ်မျိုးသားဖြစ်နေတယ်။ဒါပေမဲ့ဖူကောင်းကဂျူသားလေးမရှိတော့ပေမဲ့လည်းသူဟာသူတရားတွေပေါက်ပြီးစာရင်ဂျူသားရင်းဆောင်မှုကအောင်သွားခဲ့ပါပြီ။ဖူကောင်းကလည်းရင်လုံးတောက်ထဲမဟုတ်တော့ပဲကလေးလေးညာရင်းနဲ့ပြန်ကစားနေပြီဖြစ်ပါတယ်။အချင်းမဝေးဖူကောင်းတို့ဆိုနေရင်ကောင်းငင်မောကနဲ့ဂျူသားကြီးမှန်တစ်ခုဆင်းသက်လာတာကိုတွေ့လိုက်ရတယ်။သူရင်းပြန်လေးလေးကလည်းဖူကောင်းရဲ့ဂျူသားလေးနဲ့အတူတစ်ချိန်တည်းမလို့မှရောက်ချလာပြီးဇနန်းလေးလေးပြီးဆောင်သွားခဲ့ပါတယ်။ဒီဇာကားလေးကိုကြည့်ပြီးဂျူသားလေးကိုပြေကျွန်းတော့အမိုက်ပုံသားရှာရင်အမိုက်ဆုံးနိုင်မှလည်းလို့ချပါမှရှိမှာမဟုတ်ပါဘူး။ကျေးဇူးတင်ပါတယ်။